အားလုံးပဲမင်္ဂလာပါပရိသတ်ကြီးရေဖြည့်ရစမ်းကြကင်မရဇလန်ကောင်းလေးတွေကိုတင်ဆက်ပေးနေတယ်ကျမတို့ရဲ့ channel ကနေပြီးတော့ပရိသတ်တွေကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပရိသတ်ကြီးနားဆင်ဖို့အတွက်စာရေးသူအခဆော်ရေးသားတဲ့ပထမဘူဘူအောင်အပိုင်းလေးကြောင်မြတ်ရှင်ဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒါဆိုရင်ဇလန်လေးကိုအခုပဲစတင်လိုက်ရအောင်နော်တခုတော့ညနေခင်းမှာတော့တကတယောက်က ကျောင်းပေါ်ကိုတက်လာခဲ့တယ်။ဦးစင်းကြီးကိုဝှက်ဖြည့်ပြီးတဲ့အခါအရှင်ဖုရားစွန်စာပြင့်ကျင်လိုပါဖုရား။ဘယ်အရက်ကလဲတခါရဲ့။ရွာတန်းရှိရပါဖုရား။ရွာတန်းရှိဆိုရင်တော့နည်းနည်းလှမ်းသားပဲတခါရဲ့။ဘဏ္ဍပါပြင့်ကျင်တာလေ။သုံးပါးဆိုရပါပြီအရှင်ဖုရား။အာယုံစောမှာတပည့်တော်ရဲ့ရှင်သွေးလေးကင်မော့တက်တဲ့အလှူပါ။ဦးစင်းကြီးကခေါင်းညိတ်လိုက်တယ်။ရွာတန်းရှိရွာက အတော်တန်လှမ်းတာကြောင့်နောက်တနေ့မနက်မှာစောစောထားရတယ်။ဦးစင်ကြီးနဲ့ဦးလက္ခဏာဦးပညာတာမီတို့စွန်းစားကြွားမှာဖြစ်တယ်။ဦးအဒိစာကကြောင်းဆောင်ရမယ်။မောင်ဆောင်သားတွေတဲကမောင်ဘိုးအောင်နဲ့မောင်မြကြီးကိုခေါ်ဆောင်သွားတယ်။ဦးစင်နေကြွားတဲ့အခါမောင်ဘိုးအောင်မှာဖုန်ကြီးဆောင်တဲ့ထီးကိုထမ်းပြီးတော့လိုက်ပါရတယ်။မောင်မြကြီးကတော့အရှိဆုံးအသွားပြီးလမ်းရှင်းပေးရတယ်။မနက်ဝေးလီဝေးလင်းအချိန်မှာ ။ဦးစင်းတွေနဲ့အတူတော်လန်တနရာကလာခဲ့ကြရင်းနဲ့တနရာရောက်မှာတော့တစ်ပင်တွေချာနေမီလောင်ချီတစ်ခုထွက်လာတာကိုမြင်တွေ့လိုက်ရတယ်။လမ်းရှင်းပေါ်အတွက်အရှိဆုံးအသွားတဲ့မောင်မြတ်ကြီးမှာအထိတ်တလန့်နဲ့ပြေးလာတယ်။မောင်ကြီးဘာဖြစ်တာလဲဟဲ့။အရှင်ဖေကအရှိမတရေချောက်လို့ပါ။ဖုန်ကြီးចောင်းသားဖြစ်ပြီးတော့တရေချောက်ရသလားမောင်ကြီးက။ဦးစင်းတွေဆက်လျှောက်လာခဲ့ကြတဲ့အခါမီလောင်မှာတော့ ်တစ်ပင်တွေအပေါ်မှာပြန်တန်းရင်တစ်ပင်တစ်ပင်မှတစ်ပင်စီကိုခုံကူးနေရာကိုတွေးလိုက်ရတယ်။အဲ့ဒီမီလောင်တွေမှာမကြခင်ဦးစင်းတွေအနီကိုရောက်လာခဲ့တယ်။အသေးချာကြည့်လိုက်တဲ့အခါမှာမီလောင်ကြီးမှာကြောင်တကောင်ရဲ့ဥကားစီကနေထွက်ပေါ်နေခြင်းဖြစ်တယ်။အဲ့ဒီကြောင်ကတော့ခန္ဓာကိုယ်မပါတော့ဘဲဥကောင်ကြီးသာပြန်ဝဲနေခြင်းဖြစ်တယ်။ကြောင်ရဲ့ဥကောင်မှာတော့အယိုးပင်ကျနေပြီဖြစ်ပေမဲ့လည်းမျက်စိတစ်လုံးမှာရှင်သန်လျက်ရှိပြီး အလဲရောင်တွေတိုးထွက်နေခြင်းဖြစ်တယ်။အဲ့ဒါကြောင်မြတ်ရှင်ပဲ။ကြောင်မြတ်ရှင်ဆိုတာတိတ်ထိပ်ပြီးတဲ့အမြုတ်တွေတစ်ခုပဲ။ကြောင်မြတ်ရှင်ကိုဖမ်းချစမ်းဟိ။ဦးစင်ကြီးကအမိန်ပေးလိုက်တဲ့အတွက်မောင်ကြီးမပစိုးကောင်ကြိုက်ပြီးတော့ကြောင်မြတ်ရှင်ကိုလိုက်ဖမ်းရတယ်။ကြောင်မြတ်ရှင်ကခုံပြနေရကြောင့်မောင်ကြီးတယောက်ဖမ်းဆီးမရပဲဖြစ်နေတယ်။ဦးလက္ခဏာနဲ့ဦးပညာတာမီတို့မှလည်းတင်ကန်းကိုကောင်ကြိုက်ပြီးတော့လိုက်လံဖမ်းဆီးကြတယ်။ ဒါပေမဲ့ကြောင်မြတ်ရှင်ကိုအလွယ်တကူဖမ်းဆီးလို့မရဘူး။ဦးလက္ခဏာမှာတော့ထိကန်ပြီးရက်ချနေတဲ့မောင်ဘိုးအောင်ကိုကြည့်လိုက်ရင်းနဲ့မောင်ဘိုးအောင်မင်းဘာရက်ချနေရလဲ။ကြောင်မြတ်ရှင်မပြေးခင်အမြလိုက်ဖမ်းမာတော့လား။မောင်ဘိုးအောင်မှာလက်ထရထီးကိုမချဘဲနဲ့ကြောင်မြတ်ရှင်အနောက်ကိုပြေးလိုက်လာတယ်။ကြောင်မြတ်ရှင်ကိုလက်ညှိုးနဲ့ထိုးလိုက်ပြီးတော့ဟိတ်ရက်လိုက်စမ်းမပြေးနဲ့။အဲ့ဒီလိုအော်ဟစ်လိုက်မိတယ်။အဲ့ဒီအခါ ပြန်တန်းပြေးလွှားနေတဲ့ကြောင်မျက်ရှင်မှာလူကြီးရှင်ညွန့်လာအမြင့် လေပေါ်မှာတိတ်ကနေရက်တန်သွားတယ်။ကြောင်မျက်လုံးမှာမောင်ဘိုးအောင်ကိုစူးစူးရဲရဲစိုက်ကြည့်နေတယ်။အရိယခါမောင်ကြီးနဲ့ဦးလက္ခဏာတို့ကလေပေါ်မှာရက်တန်နေတဲ့ကြောင်မျက်ရှင်ကိုဝိုင်းဝန်းဖမ်းဆီးကြတယ်။ဒါပေမဲ့လည်းကြောင်မျက်ရှင်ကိုလက်နဲ့ဆွဲကင်ပြီးတော့ဖမ်းဆုပ်လိုက်တဲ့အခါလေကိုဖမ်းဆုပ်လိုက်ရတဲ့အတိုင်းလက်ကိုဖောက်ထွက်သွားတယ်။မောင်မြတ်ကြီးနဲ့ဦးစက်နှုတ်က ။ကြောင်မြရှင်ကိုဖမ်းဆီးပေးမယ်လေ။ဘလုံးမှဖမ်းဆီးလို့မရပဲဖြစ်နေတယ်။မောင်ဘိုးအောင်မှကြောင်မြရှင်အနားကိုတလန်းချင်းတိုးကပ်ပြီးတော့ကြောင်ဦးကောင်ကိုကန်လိုက်တယ်။အဲ့ဒီအခါအယိုးစုမှကန့်ညှိနေတဲ့ကြောင်မြရှင်မှသူ့အလိုလိုတိုးထွက်လာပြီးတော့မောင်ဘိုးအောင်ရဲ့လက်အတွင်းကိုပြုတ်ကျလာတယ်။မောင်ဘိုးအောင်ကကြောင်မြရှင်ကိုဦးစင်းကြီးကိုကမ်းပေးလိုက်တယ်။ဦးစင်းကြီးကကြောင်မြရှင်ကိုယူဆောင်လိုက်ပြီးတော့ခါပန်းချိုးမှာချိတ်ဆွဲထားတဲ့ ိရှုံကလေးအတွင်ကိုထဲသွင်းသိမ်းဆဲလိုက်တော့တယ်။တခြားသူတွေဖမ်းမရတဲ့ကြောင်မျက်ရှင်ကိုမောင်ဘိုးအောင်တယောက်လွယ်လွယ်ကူကူပင်ရရှိခဲ့တာမို့ဦးစင်းတွေမှာအံ့ဩပနံဖြစ်ကြရတယ်။ဦးစင်းကြီးမှာကျောင်းကိုပြန်ရောက်တဲ့အခါမှာတော့ကြောင်မျက်ရှင်ကိုအသေးချာကြည့်ရှုလိုက်တယ်။ကြောင်မျက်ရှင်မှာတခုလုံးအနက်ရောင်ဖြစ်ပြီးတော့ကြည်လင်စွာတောက်ပနေတယ်။အတွင်းမှာတော့ကြောင်တကောင်ရဲ့မျက်စိတငယ်အိမ်ပုံစံကလေးပါရှိတယ်။ အဲ့ဒီတငယ်အိမ်မှာလဲအနက်ရောင်ပင်ဖြစ်တယ်။ဦးစင်းကြီးကကြောင်မျက်ရှင်ကို အကြိတ်ထန်နဲ့ပရီတကုံးမှာတက်ဆင်လိုက်တဲ့အခါပရီရဲ့ပင်လေဘူးလို့ခေါ်တဲ့နေရာမှာအဝင်ကွင်းချတက်ဆင်ပြီးသားဖြစ်သွားတယ်။ဦးစင်းကြီးကအဲ့ဒီပရီကိုတိတ်ထိတင်ပြီးအားရင်အားသလိုစိတ်နေတော့တယ်။ဖုန်ကြီးကျောင်းသားနဲ့ခွေးဆိုရာကရန်သူတော်ကြီးတွေဖြစ်ကြတယ်။ဖုန်ကြီးကျောင်းသားတွေစွန်းတော်ပြုလို့ဟစ်အော်ပြီးတော့လာကြတဲ့အခါရဲရွာမှာရှိတဲ့ခွေးတွေက ဟောင်းလို့တစ်မျိုးဦးလို့တစ်ဖုံတန်ပြန်အော်ဟစ်ကြတာကထုံးစံတစ်ခုပင်ဖြစ်တယ်ခွေရဦးရင်မောင်ချောင်းသားတွေကိုလိုက်ဆွဲတယ်မောင်ချောင်းသားတွေကဦးရင်တော့အဲ့ဒီခွေတွေကိုဂဲနဲ့ထုတ်ကြတယ်ဒါကြောင့်လဲမဟာရှန်သူတော်ကြီးတွေဖြစ်ကြဟန်တူတယ်ရုပ်စွာအစုံဖုံးကြီးเจ้าမှဝင်ထွက်ပြီးတော့စွန်းချန်ဟင်းချန်တွေစားတောက်တတ်တဲ့ခွေတွေကပင်စားတောက်ပြီးစီးပါကเจ้าနဲ့ခလန်းလန်းကိုပြေးထွက်သွားတတ်ကြတယ် မောင်ကျောင်းသားတွေရဲ့လက်စားလက်နက်ကိုကြောက်ရွံ့ကြအောင်ဖြစ်တယ်။အဲ့ဒီနေ့မှာတော့မောင်ဘိုးအောင်စွန့်လိုက်အလှဲ့ကြတယ်။မောင်ဘိုးအောင်ကရှေဆောင်ကနေပြီးတော့ပြောဟစ်ရတယ်။မောင်မြတ်ကြီးကတောင်းထက်ရတယ်။မောင်ကန်းနဲ့ငှထွားတို့ကအနောက်ကနေပြတ်ထန်းပြီးတော့လိုက်ကြရတယ်။မောင်ဘိုးအောင်ကပြောဟစ်တဲ့နေ့မှာအခါတိုင်းထက်စွန့်ထမင်းစွန့်ဟင်းတွေကိုပုံမရရှိရာကိုဦးစင်းကြီးကတတိထားမိတယ်။ တခြားသူတွေပြုတ်ဟစ်တဲ့အခါအလွန်ကြေလောင်စွာအော်ဟစ်ပေမဲ့လည်းစွန့်ထွက်လောင်တဲ့အိမ်ကနေပါလာတယ်။မောင်ဘိုးအောင်မှအတန်မှန်မှန်နဲ့သာပြုတ်ဟစ်အော်ပေမဲ့လည်းစွန့်မကြမီမှပင်အိမ်ပေါင်းစီကစွန့်လောက်လူသူတွေထွက်လာတတ်ကြတယ်။ရုပ်ဆွာအစုံမုတ်ဆိုးမအိမ်သူစင်ရဲ့အိမ်ကပင် ထွက်လာကြပြီးတော့မိမိတို့တတ်နိုင်တဲ့စွန့်တတိတဥတွေကိုလောင်းလူတွေရှိကြတယ်။မောင်ဘိုးအောင်မှတော့ အင်းရွာကြီးအတွင်ကိုခြေချဝင်လာခဲ့တယ်။အင်းရွာကြီးမှာကျင်းဒီကျောင်းရဲ့အနောက်ဘက်မှာတည်ရှိပြီးတော့အင်ဂျီရီများပြားတဲ့ရွာကြီးတစ်ရွာဖြစ်တယ်။မောင်ဘိုးအောင်မှာဦးစင်းတွေရဲ့အရှိခက်လန်းလန်းကနေပြီးတော့စွန်းတော်ပြို့လို့အတန်မှန်မှန်နဲ့ဟစ်အော်လိုက်တဲ့အခါအင်ချံဝန်းတကားတွေပွင့်လာကြပြီးရွာသူရွာသားတွေမှာလူပဲပစ္စည်းတွေကိုယူဆောင်ပြီးတော့ရွာလေလမ်းမကြီးအတိုင်းတန်းစီကလောင်းလူကြတယ်။လူပဲပစ္စည်းတွေကများပြားလွန်လာတာကြောင့် ဦးစင်းတွေယူဆောင်လာတဲ့တပိတ်မှာပြည့်ရှံနေကြတဲ့အပြင်ငထွားတို့ထမ်းလာတဲ့ပြက်ကြီးအပေါ်မှာတောင်ပေါ်တစ်ခုအတိုင်းမုံမောင်နေပြီဖြစ်တယ်။တခြားအချောင်းချမ်းလှုပ်ပဲပစ္စည်းတွေကိုမမျက်ကြီးကတောင်းနေထည့်ပြီးတော့ထမ်းပို့လာရတယ်။တနေရာရောက်မှတော့အမေအိုကြီးတယောက်စွန်းထွက်လာရင်းနဲ့မောင်ဆောင်သားတွေဝစ်စင်ထားတဲ့အပေါက်ပြဲတွေနဲ့အဝတ်ပစိုးတွေကိုမြင်တွေ့သွားတယ်။မောင်ဆောင်သားတို့အဝတ်တွေကစုပ်ပြဲနေပါလား။ ချုပ်စရာအဲ့နဲ့အချီများမရှိလို့လားအမေကြီးအက်တချောင်းနဲ့အချီတလုံးလှူလိုက်ပါမယ်အမေဦးကြီးမှာအချီတလုံးပေါ်မှာအက်ကိုထိုးဆိုင်ပြီးတော့လှူထမ်းလိုက်တယ်အချီလုံးကိုမောင်ဘိုးအောင်ကအိတ်ကအတွင်းထည့်ပြီးတော့တည်ဆောင်လာခဲ့တယ်အေးပါလဲမရွာလူကြီးဦးငွေထောင်ရဲ့နေအိမ်တရှိတယ်တခြားရွာသူရွာသားတွေကကျင်းနေချောင်းရဲ့ဒါရက်ကားတွေဖြစ်ကြပြီမဲ့လေဦးငွေထောင်ကတော့ကျင်းနေချောင်းနဲ့အဆက်အဆက်မရှိဘူး ။ဘာကြောင့်လဲဆိုတော့ဥငွေထောင်ကအလွန်တရာကက်ဆေးကောက်တာကြောင့်ဖြစ်တယ်။ဥငွေထောင်ရဲ့အတွေ့အထိမှာတန်ခါတော်တွေမှာကိုခွန်ကိုအားနဲ့လောက်ကင်မစားတော့ချင်တာကြောင့်သင်ငန်းစီထားခြင်းဖြစ်တယ်လို့ထင်မှတ်နေသူဖြစ်တယ်။ဒါကြောင့်ဆရာတော်တန်ခါတော်တွေကိုမကြည်ညိုသလိုစွန်လောက်လူချင်းလည်းမလောက်ဘူး။အလိုအတန်းအပေအကန်ရရောမှုလည်းမရှိဘူး။ဦးငွေထောင်ရဲ့နေအိမ်ခြံဝန်းကြီးကိုထန်လောင်းကြီးတွေနဲ့စိတ်နေအောင်ကာယံထားတာက ခန္ဓာကြီးတစ်ခုနဲ့ပင်တူလာတယ်။မောင်ဘိုးအောင်မှာအရိယနာရောက်လာတဲ့အခါချင်းထန်းလာတဲ့မောင်မြတ်ကြီးကအနာကိုပြေးကပ်လာတယ်။မောင်ဘိုးအောင်ကြီးဟောဒီချမ်းရှေ့ရောက်ရင်စွန်းတော်မအော်ဘင်းနဲ့မြ мян သာဖြတ်စမ်းပါ။ဘာဖြစ်လို့လဲအကြီးရဲ့။ဟောဒီချမ်းကတကြီးဥငွေထောင်းရဲ့ချမ်းကွာ။ဥငွေထောင်းဆိုတာတိတ်ကိုကတ်စည်းကြတဲ့လူကြီးပေါ့ကွာ။သူ့အိမ်ရှိမှာစွန်းတော်အော်ရင်တောင်မှသူ့ကိုလှူဒန်းခိုင်းတယ်လို့ထင်ပြီးတော့ အိမ်ထဲကနေအော်ဆဲတတ်တယ်ကွာတော်တော်ဆိုးတယ်လူပါလားဒါရင်ဘယ်ကမလဲသူ့ချံကြီးကိုတခိုးတဝက်မဝင်နိုင်အောင်လို့အင်ခွေးကြီးတွေလည်းမွေးထားတယ်မှဘူးအောင်ရအဲ့ဒီအင်ခွေးကြီးတွေထဲမှာရန်လိုဆိုတဲ့ခွေးကြီးကအဆိုးဆုံးပဲစွန်းတော်များအော်လိုက်ရင်အဲ့ဒီခွေးကြီးရန်လိုကခြံဝိုင်းထဲကနေပြေးထွက်လာပြီးတော့ဒိုးရီအနောက်ကိုပြေးလိုက်ဆွဲတတ်တယ်ကွာဒါကြောင့်အင်းရွာဘက်စွန့်ခံကြွရင်ဒီအိမ်ရှိကနေ စွန်းတော်မအော်ဘဲနဲ့တိတ်တိတ်ကလေးဖြတ်ရတယ်။တော်တော်တရားတရားခေါင်းပါတဲ့လူကြီးပါလား။ဒီမဲ့အချင်းဒီလူကြီးကိုငါပညာပေးရမယ်။မောင်ဘိုးအောင်ကပြပြဆူဆူနဲ့အရှိကိုတိုးသွားတာကြောင့်မောင်မြတ်ကြီးမှခေါင်းကောက်ပြီးတာနေရတယ်။မောင်ဘိုးအောင်မှတကြီးချန်ရှိကိုရောက်တဲ့အခါမှာတော့ခြံတကားရှိမှတိုးကပ်လိုက်ပြီးစွန်းတော်ပြောလို့သုံးလေးချက်ခံအော်ဟစ်လိုက်တယ်။အဲ့ဒီအခါခွေးကြီးရန်လူကခြံအတွေးကနေထိုးဟောင်ပြန်တယ်။ မောင်ဘိုးအောင်မှဆွဲမလျှော့သေးပဲနဲ့သုံးလေးချိန်ခန့်ဟစ်អော်တဲ့အခါခွေးကြီးမှမောင်ဘိုးအောင်ကိုကိုက်ခဲဖို့အတွက်ပြေးထွက်လာတော့တယ်။မောင်ဘိုးအောင်ကြီးဟိုမှာရန်လိုကြီးထွက်လာပြီဟဲ့။မောင်မြကြီးကကြောင်လန်တစားနဲ့អော်ဟစ်လိုက်တယ်။ရန်လိုဆိုတဲ့ခွေးကြီးကတာမန်ခွေးတွေထက်ပုံမထွားချိုင်းလာတယ်။နတ်မောင်ပြောင်းလဲနေတဲ့အမွေးအမြင်တွေကတကူလုံးလွှမ်းခြုံထားတယ်။ပစာပြည့်ပြည့်ကြီးအတွင်းမှာ ချွန်ထနေတဲ့အဆွဲကြီးတွေကဖွေးဖွေးလှုပ်နေတယ်။ခွေးကြီးမှာမောင်ဘိုးအောင်ဤကိုရောက်တဲ့အချိန်မှာတော့မောင်ဘိုးအောင်ကဟိတ်လို့အတန်ခက်ကြကြနဲ့អော်လိုက်တဲ့အခါပြေးလွှားလာတဲ့ခွေးကြီးမှာမြေပြင်မှာပြပြဝဲပြီးတော့မှောက်နေတော့တယ်။အဲ့ဒီအချိန်အိမ်အတွင်းကနေလူကြီးတယောက်ထွက်လာတယ်။အဲ့ဒီလူကြီးရဲ့အဝတ်စားတွေမှာသူစင်းရဲတွေနဲ့မချာနွမ်းပါးစုပ်ပြတ်နေတယ်။ဟိတ်မောင်ចောင်းသားမင်းတို့တွေကိုငါဘာမှမလောင်းလို့နိုင်ဘူး။သွားကြ ငါ့အိမ်ရှိရမြ мян ထွက်သွားကြ။မောင်ဘိုးအောင်မှာအဲ့ဒီလူကြီးကိုကြည့်ရင်းနဲ့မရှိလို့မလို့မလို့လို့မရှိတဲ့။ခမည်းအခုလို့စုတ်ပြတ်နေတာ။အလူအတန်အားနေလို့ပဲဗျ။အဲ့ဒီလူကြီးဟာရှီမောလိုက်ပြီးတော့အောင်မေငါ့မြာမရှိဘူးပြောသေးတယ်။ငါ့ကိုဘသူထင်နေတယ်လဲမောင်ចောင်းသားရဲ့။ငါ့နာမည်ငွေထောင်။ငါဟောဒီအင်းရွာရဲ့တကြီးပဲ။မောင်ဘိုးအောင်ကဦးငွေထောင်ကိုခေါင်းဆောင်ခြေဆောင်ကြည့်လိုက်တယ်။ ငွေထောင်ရဲ့ရှောင်းထုံးကစီမထည့်ထားတာကြောင့်စပင်းနေဖွာလန့်ကျဲနေတယ်။ဝစ်စင်ထားတဲ့အဝတ်စားတွေကလည်းအပေါက်ပြဲတွေအဖာအထင်းရတွေကပရက်ပွားဖြစ်နေတယ်။မောင်ဘိုးအောင်ကနှာခေါင်းတစ်ချက်ရှုံရင်းနဲ့ခမရကတကြီးသာပြောတယ်။လူကကျွန်ပုံပေါက်နေပါလား။လူတွေပြောတာကတော့ခမရကတော်တော်ချမ်းသာကြွယ်ဝတယ်ဆိုပဲ။စီးစိမ်ချမ်းသာတယ်ဆိုတာကသုံးဖို့ဖြုံးဖို့မှမဟုတ်ပဲမောင်ကျောင်းသားရ။ ခမရဒီလိုချမ်းသာတယ်ဆိုပေမဲ့စိတ်ရောချမ်းသာရဲ့လားတကြီးမင်းဟေးချမ်းသာတာပေါ့မောင်ကျောင်းသားရေငါပြည့်စည်ပြီးတိုးပွားလာတာကိုကြည့်ပြီးတော့ငါပီတိဖြစ်ရပါတယ်ဒါနဲ့တကြီးခုလိုစူးစောင်းနေတာဘသူအတွက်များလဲဘသူအတွက်ရှိရမလဲမောင်ကျောင်းသားရဲ့ကို့အတွက်ကိုစုနေရပေါ့မောင်ဘိုးအောင်မတစ်ချက်တွေးတော့လာရှင်နဲ့ဒါဆိုရင်တကြီးကျွန်တော်ကိုတစ်ခုကူညီပါရတယ်မောင်ကျောင်းသား ငွေကြီးပေးရကဲရမှာလွှဲရင်ကြိုက်တဲ့အကူကြီးတောက်မှာမောင်ဘူအောင်မှာအမေအိုကြီးလှူဒန်းထားတဲ့အတချောင်းကိုထုတ်ယူလိုက်တယ်။တကြီးကအသိစဲတော်တယ်ဆိုတော့ဟော်ဒီအက်ကလေးကိုကျွန်တော်ကိုစားတင်ထားပေးပါ။တကြီးကအက်ကိုလှမ်းယူလိုက်တယ်။တင်ထားပေးပါဆိုတော့မောင်ကျောင်းသားဘယ်တော့လာယူမှာလဲ။နောက်ဘဝကျရင်လာပြန်ယူပါမယ်တကြီး။အလိုမောင်ကျောင်းသားနောက်ဘဝရောက်မှတော့ ကျောက်ကတီအက်ကိုဘလို့တဲသွားလို့ရမှာလေ။တိမ့်ထားလို့ရမှာလေမောင်ကျောင်းသားရဲ့။အက်ကလေးတချောင်းအောင်တော့တကြီးကနောက်ဘဝကိုတိမ်မသွားနိုင်တာ။အခုတကြီးစုဆောင်ထားတဲ့ရွှေငွေဥစ္စာတွေကိုရောနောက်ဘဝကိုတဲသွားလို့ရနိုင်ပါမလား။မောင်ဘဝရဲ့စကားကိုကြားလိုက်တဲ့အခါတကြီးဦးငွေတောင်းတယောက်တံဝေကရသွားတယ်။လက်ထဲမှာကင်ထားတဲ့အက်ကလေးကိုငေးကြည့်လိုက်ပြီးတော့ဟုတ်ပါဒီလောက်တင်းငယ်တဲ့အက်ကလေးကိုတောင်မှနောက်ဘဝကိုတိမ်မသွားနိုင်တာ။ အခုငါပိုင်ဆိုင်တဲ့ပစ္စည်းတွေအကုန်လုံးကလည်းငါသိရင်ထားခဲ့ရမှာကြီးပါပဲလားအရိအခါတကြီးကအလွန်တုန်လှုပ်သွားပြီးတော့မောင်ကျောင်းသားဒါဆိုရင်ငါအခုပိုင်တဲ့ပစ္စည်းတွေကိုနောက်ဘဝကိုတည်သွားလို့ရမယ်နိလမ်းများရှိသလားမောင်ဘိုးအောင်ချလိုက်တဲ့ငါးစာမှာတကြီးဦးဝေတောင်းတယောက်ဟမ်းမိလျက်သားဖြစ်သွားတယ်မောင်ဘိုးအောင်မှာဦးစင်ကြီးကိုကြီးလိုက်တဲ့အခါဦးစင်ကြီးကတကြီးကိုဒါနခံကိုဟောကြားတော့တယ် ကုသိုလ်အကုသိုလ်အကြောင်းကိုထင်ထင်လင်းလင်းသိမြင်သွားတဲ့တကြီးဥငွေတောင်းမှာတရာစိတ်မျိုးရိုဖေးကျလာပြီးတော့လူကျင်တန်းချင်စိတ်တွေပေါ်ထွန်းလာတော့တယ်။တကြီးမှာအိမ်ပေါ်ပြေးတက်ပြီးတော့ကရေကရမုံလုံးငါးခုကိုယူဆောင်လာတယ်။တပြေတရွာကရေကရမုံမှာဖေ။စားရခဲ့တဲ့ဘောစင်ကိုတပည့်တော်လှူဒန်းပါတယ်။အရှင်ဖေကအလှခံတော်မူပါ။တကြီးဥငွေတောင်းမှာကရေကရမုံငါးခုကိုလှူဒန်းလိုက်တယ်။ ရှေးအခါကလမ်းပန်းဆက်သွယ်ရေးတွေခက်ခဲတာမို့နေရာဒေသတစ်ခုအမောက်တစ်ခုကိုစားတောက်ဖို့အတွက်ကခက်ခဲလာတယ်။ဒါကြောင့်တကြီးလူရန်လိုက်တဲ့ကရေကရာမုတ်မှာမောင်ဘိုးအောင်တို့အတွက်စားရခဲတဲ့မုတ်ပဲတရေစားတစ်ခုဖြစ်နေတယ်။မောင်ဘိုးအောင်တို့တကြီးရင်ရှိရနေထွက်လာခဲ့ကြတဲ့အခါခွေးကြီးရန်လိုတယောက်မျက်နှာငယ်ကလေးနဲ့လိုက်လံကြည့်ရှုနေတယ်။စွန်စားပြီးတဲ့နောက်မှာတော့ဦးစင်းတွေမှာ ကရေကရမုံကိုဖုံးပေးကြတယ်။ဦးစင်းတွေမှာမုံရဲ့စားကောင်းပုံကိုအမျိုးမျိုးတင်စားနေကြတယ်။မောင်ကျောင်းသားတွေမှာတော့ဦးစင်းတွေစားတောင်းနေတာကိုတရေတများများနဲ့ငေးချင်နေမိကြတယ်။ကျောင်းမှာတော့ဦးစင်းလေးပါတာရှိရကြောင်းကရေကရမုံတစ်ခုမှာပို့ရှံနေတော့တယ်။ဦးစင်းကြီးမှာကျောင်းသားတွေကိုမုတ်ကြည့်ဖို့အတွက်မိတ်နေ။ဒါပေမဲ့မုံကတစ်ခုကျောင်းသားဆယ်ဦးမို့အဝေးမတည့်ပဲဖြစ်နေတယ်။နောက်ဆုံး စာချစာတင်ပေးတဲ့ဦးစင်းပညာသားမိမာမုံကိုခွဲဝေပေးဖို့အတွက်တာဝန်ယူလိုက်တယ်။မုံကတခုလူက30ဆိုတော့ခွဲဝေပေးဖို့အတွက်မသိမျက်လှပေးဘူးအမောင်တို့ရဲ့။ဒါကြောင့်ဒီမုံကိုညံရှိတဲ့သူသားပြပြဝဝစားစီဖို့ဦးစင်းဆုံးဖြတ်လိုက်တယ်။ဦးစင်းကညံစမ်းပုံစံတခုမေးမယ်။အဲ့ဒီပုံစံကိုမှန်ကန်အောင်ဖြေနိုင်တဲ့သူကဟော်ရီမုံကိုစားရမယ်ကွ။မောင်ចောင်းသားတွေမှာခေါင်းကုပ်လိုက်ကြတယ် ဒါပေမဲ့မောင်ကိုစားချင်လာသည်ဖြစ်ရာဥစဉ်ပညာသားမိမိမဲ့အမေပု္ပ္ပာကိုဖြည့်ဆို့ဖို့အတွက်သဘောတူလိုက်ကြတယ်။ဥစဉ်ပညာသားမိမှာမိုးပေါ်တနေရာကိုမော့ကြည့်လိုက်ရင်းနဲ့လင်္ကာတစ်ပုဒ်ကိုရွတ်ဆိုလိုက်တယ်။ငယ်တော့အခါကြိုးပေါက်လို့ကြီးတဲ့အခါကြိုးမပါ။မေးတဲ့ပု္ပ္ပာဖြည့်နိုင်အောင်ဖြည့်စမ်းမှအဖြည့်တိသူမှအချုံမောက်ကြေးကြရမျိုးတေချာချာရတာတိအောင်လွေးရမယ်လေ။ ဦးစင်းမိတဲ့အမေပု္ပ္ပစာကိုမောင်ကျောင်းသားတွေစဉ်းစားကြတယ်။ဝက်ကြီးဆိုတဲ့မောင်ကျောင်းသားငယ်တဲ့အချိန်မှာကြိုးပါပြီးတော့ကြီးတော့ကြိုးပြောက်သွားတယ်ဆိုတော့ဟုတ်ပြီတပည့်တော်အဖြေသိပြီဖေ။ဦးစင်းမြအံ့ဩသွားကြတယ်။စာတင်ချိန်မှာအမြဲတမ်းအိတ်ငိုက်နေတဲ့မောင်ဝက်ကဒီတစ်ခါအဖြေအရှင်ဆုံးသိတာပါလား။ပြောစမ်းမောင်ဝက်တင်မဖေ။အဲ့ဒါစိတ်ကိုပြောတာပါဖေ။ဟေးဘဲနဲ့ကြောင့်စိတ်ဖြစ်ရတာတော့ ဒီလိုပါစိတ်ကိုမွေးတဲ့အခါစိတ်မှာဥချိုပါတယ်မဟုတ်လားစိတ်ကကြီးသွားတဲ့အချိန်တက်စားတဲ့အခါကျဘသူမှဥချိုကိုထိမချက်ဖင်းနေခေါင်းတက်တက်တာချက်တယ်မဟုတ်လားဖေဟာအဲ့ဒါစိတ်ဖဲပေါ့ဗျာအရေခံဥစင်းတွေနဲ့မောင်ချောင်းသားတွေမှာတဝဝနဲ့ရှိကြတယ်မောင်ဝရဲ့မင်းကအစားတောက်မှတ်တော့အစားတောက်ပတ်ပဲတွေးတာကိုကွစိတ်မဟုတ်ပါဘူးကွာမောင်ချောင်းသားတွေမှာစဉ်းစားကြရင်နဲ့ တယောက်တစ်မျိုးစီထိကြတယ်။ငါထွားချပြီးတော့တပည့်တော်သိပါပြီဖေဟာ။အဲ့ဒါဝချက်ကံရွာကနှစ်သိုးကြီးမိုးမောင်ပြောတာပါဖေဟာ။အဲ့လိုလေမောင်ထွားကအမြင့်တညာရီနဲ့တောင်မှတက်အပ်သိနေပါလား။စိုးစမ်းမအောင်မောင်ထွားရ။နှစ်သိုးကြီးမိုးမောင်ကငငယ်တော့ကတော့ဥချိုဘင်းညာဆုံးပါလေဖေဟာ။ဒါပေမဲ့အဝေးကောင်းတာကြောင့်ကြီးလာတဲ့အခါဥချိုတွေပဲ့ကြွေးပြီးတော့ နွားကရုံကြီးဖြစ်နေပါလေဖေ။ဒါကြောင့်ဒီပု္ပ္ပာရဲ့အဖေကနှစ်သိုးကြီးမိုးမောင်ပါဗျာ။ဦးစင်းတွေမှာရှီမောကြပြန်နေ။ဒါလည်းမဟုတ်သေးဘူးမောင်ထွားရဲ့။ဦးစင်းကြီးမှာကြောင်းထောက်တနေရာမှာထိုင်ပြီးတော့စဉ်းစားနေတဲ့မောင်ဘိုးအောင်ကိုလှမ်းကြည့်ရင်းနဲ့။မောင်ဘိုးအောင်တဲ့ငိမ့်လာကြည်လားကွ။ပု္ပ္ပာရဲ့အဖေကိုမစင်းစားတော့ဘဲနဲ့လက်လျှော့လိုက်ပြီလားမဟုတ်ပါဘူးဖေ။တပည့်တော်ကအဖေကိုသိပြီးပါပြီ။ဒါပေမဲ့တခြားចောင်းသားတွေ အဲ့ဒီအဖြစ်ကိုဖြေချမလားဆိုပြီးတော့အตาပေးထားတာပါဖေ။တဲဟုတ်ပါလားမောင်ဘိုးအောင်ရဲ့။မင်းရဲ့အဖြစ်ဟုတ်မဟုတ်ပြောကြည့်စမ်းပါ။မောင်ဘိုးအောင်ကချောင်းတစ်ချက်ဟန်းလိုက်ပြီးတော့အဖြစ်ကတော့ကောင်းခင်ဘွားလာမင်းကိုရင်ညွှန်းတာပါဖေ။တရိတ်ဆန်နေမှာငယ်တဲ့အခါဥစုပေါက်ပြီးတော့ကြီးလာတော့ဥစုကျွတ်သွားတဲ့တရိတ်ဆန်ဆိုတာမကြားဘူးပါဘူးဖေ။ဒါကြောင့်ဒီပု္ပ္ပစာကတရိတ်ဆန်ကောင်ရင်ညွှန်းပြီးတော့မေးတာမဖြစ်နိုင်ဘူးဆိုပြီးတော့ တပည့်တော်တီးလိုက်ပါလေတခါဦးစင်းကပု္ပ္ပာမိကန်ဒီမှာမိုးဘော်ကိုတချံမော့ကြည့်လိုက်တာဖြစ်တဲ့အတွက်ကောင်းကင်နဲ့ပတ်သက်တဲ့အရာတစ်ခုဖြစ်နိုင်တယ်လို့ယူဆမိပါလေကောင်းကင်မှာတားရဲလာလာစန်းစားအချိန်မှာဥချိုလိုပုံစံမျိုးခက်ခွေခွေလေးဖြစ်နေပြီးတော့ရက်တွေကြာလာတာနဲ့အမျှအချွန်တက်တွေပျောက်ပြီးခက်ဝိုင်းဝိုင်းတဲ့ံဖြစ်သွားတယ်မဟုတ်လားဗျာဒါကြောင့်ဒီပု္ပ္ပာရဲ့အဖြစ်ကလာမင်းသာဖြစ်နိုင်ကြောင်းပါ ဦးစင်းတွေမှာအမေပုတ်စာထုတ်တဲ့ဦးစင်းပညာသားမီးကိုလှမ်းကြည့်လိုက်ကြတယ်။ဦးစင်းပညာသားမီးကတော့မောင်ဘိုးအောင်ကိုအံ့ဩစွာကြည့်နေရှင်းနဲ့ဟုတ်ပါတယ်။မောင်ဘိုးအောင်ဖြေတဲ့အဖြေကအမှန်ပါပဲ။ဦးစင်းပညာသားမီးမှာကရေကရမုံလုံးကိုမောင်ဘိုးအောင်စီကိုကမ်းပေးလိုက်တယ်။မောင်ဘိုးအောင်ကမုံကိုစားဖို့အတွက်ဟန့်ပြလိုက်တဲ့အချိန်မောင်ចောင်းသားတွေမှာငေးမောကြည့်နေကြတယ်။မောင်ဘိုးအောင်ကမြို့မကြတော့ဘဲနဲ့ ကရေကရာမောက်ကိုအချစ်ကျိုးတစ်ချောင်းနဲ့ဆယ်ပိုင်းညီမြပိုင်းပြီးတော့ကြောင်သားတွေကိုခွဲဝေပေးလိုက်တယ်။မောင်ဘိုးအောင်မှကျန်တဲ့တပိုင်းကိုစားဖို့အတွက်ပြင်ဆင်လိုက်တဲ့အချိန်ကြောင်အောက်ကနေလေပင်ထောက်ပြီးမျောနေတဲ့ခွေးမကြီးတကောင်တွေးလိုက်ရတာကြောင့်တနာစိတ်ဝင်သွားပြီးကျန်တဲ့တပိုင်းကိုကျန်ပေါက်ကနေပြစ်ချပေးလိုက်တော့တယ်။အရေးဖြစ်ကိုဦးစင်လက္ခဏာတွေးလိုက်တဲ့အခါမှာတော့မောင်ဘိုးအောင်ရဲ့မင်းကခွဲဝေကျွေးလိုက်တော့ အခုမင်းငတ်ပြီပေါ့ဟဲ့မမဦးစင်အရသာဆိုတာရှာတထွားကြရင်ပြက်ွယ်သွားတာမို့ဒီတရင်ကရသာလေးကိုတပည့်တော်မမမော်တော့ပါဘူးဖေဟာမောင်ဘိုးအောင်ကတရားသဘောနဲ့ပြောလိုက်တဲ့အတွက်ဥလက္ခဏပင်ပါဇက်ပိတ်သွားတော့တယ်ဦးစင်ကအရေးဖြစ်ကိုကြည့်ပြီးတော့ခေါင်းတညင်ငိမ့်နဲ့သဘောကျနေရဲ့မောင်ចောင်းသားတွေမှာမောင်ဘိုးအောင်ခွဲပြီးတဲ့ကရေကရာလက်တစစ်စာကိုစားရတဲ့အခါအလွန်နှစ်ချိုက်ကုန်ကြတယ် ဒါပေမဲ့လည်းအရီလောင်နဲ့မတင်းတိမ်မရောက်ရဲနိုင်ပဲဖြစ်နေတယ်။ညနေရေချိုးခန့်နေအချိန်ငါထွားမောင်ဘိုးအောင်နားကိုကတ်လိုက်ပြီးတော့မောင်ဘိုးအောင်ကြီးမင်းကျွေးလို့သာတို့ရီစားရတာပါကွာ။ဒါပေမဲ့အရီမောင်တော့တဝါကြီးစားပြစ်လိုက်ခြင်းသေးတယ်ကွာ။မောင်ဝက်ကလည်းဟုတ်တယ်မောင်ဘိုးအောင်ဒီတစ်ခါစွန့်ခံရင်အင်းရွာတကြီးစီဟာကရေကရာရရင်တိတ်ကောင်းမယ်ကွာ။မောင်ဆောင်သားတွေမှာကရေကရာအကြောင်းသာပြောဆိုနေကြတယ် တဲတောင်ပြမှာကစားရင်တဲနဲ့ကရေကရာမုတ်ပုံစံပြုတ်လောက်ပြီးတော့စော့ကစားကြတယ်။မောင်ဘိုးအောင်ကခေါင်းငိတ်လိုက်ရင်းနဲ့အေးမင်းတို့စားချင်ရင်စားရအောင်မှာပေါ့ကွာ။မောင်ចောင်းသားတွေမှာမောင်ဘိုးအောင်ပြောတာကိုအမတ်တမဲ့ပဲနေလိုက်တယ်။ကရေကရာမုတ်မှာလဲတပြေတရွာကကရေကရာလို့ဆိုတဲ့အတိုင်းမောင်ဘိုးအောင်တို့နေထိုင်တဲ့အရာမှာပြုတ်လောက်ရောင်းချတော့မရှိတာကြောင့်ဝယ်ယူဖို့အတွက်ကလည်းခဲရင်လာတယ်။ မောင်ဘူအောင်တို့ရေကစားနေကြရင်နဲ့လူချင်းနှစ်ယောက်မှာအိတ်ကြီးတစ်လုံးကိုတဲပိုးပြီးတော့ကျင်းနေချောင်းအတွင်းကိုဆင်းလာခဲ့ကြတယ်။အိတ်ကြီးမှလည်းရုံးကန်လှုပ်ရှားနေတယ်။ဆက်ဆုတဲ့မောင်ချောင်းသားတွေကအဲ့ဒီလူကြီးတွေအနီးကိုတိုးကပ်သွားကြတယ်။ဦးကြီးတို့ဘာကြီးတဲလာရလဲ။ခွေးကြီးတစ်ကောင်တဲလာတာပါကွာ။ဒီခွေးကတိတ်ကိုစိုးသွန်းလုံးလို့သူ့တက်ခင်ကတတ်မိတ်ပေးလိုက်ပြီးကွာ။ဟာဒီအိတ်ကိုကျင်းနေချောင်းနဲ့ပြစ်ချလိုက်ရင် ဒီခွေကြီးတဲပြီပေါ့ကွာအဲ့ဒီလူတွေမှာအိတ်ကြီးနဲ့ကြောက်တုံးတုံးကိုတွဲချီနေကြတယ်။မောင်ဘူအောင်မှာအိတ်ကြီးကိုကြည့်ပြီးတော့တနာသွားမိတယ်။ဒီခွေကြီးကဘာတွေလောက်ခဲ့မိလို့လဲ။ဒီခွေနာမည်ကရန်လုံးနဲ့မောင်ចောင်းသားရဲ့အစားကတော့ရန်သူတွေလုံချုံအောင်ဆိုပြီးမွေးခဲ့တာပဲ။ဒါပေမဲ့ဒီခွေကအမြဲတမ်းရန်လုံးနေပြီးတော့ခြံရှိကလာသမျှလူကိုလိုက်လိုက်ဆွဲနေတော့သူ့ကိုတရွာလုံးက ရန်လိုဆိုပြီးတော့ပြန်ခေါ်ကြတာမောင်ចောင်းသားရဲ့ရန်လိုဆိုတော့အင်းရွာတကြီးအိမ်ကအင်းခွေရန်လိုများလာအဲ့ဒီလူကြီးတွေကပြောင်းလိုက်ရှင်နဲ့မောင်ចောင်းသားတို့လည်းទីနေကြပုံထောက်ရင်တော့ဒီခွေကြီးလိုက်ဆွဲတာခံရဘူးတယ်ထင်တယ်ခံရဘူးတာပေါ့ဗျာဟောဒီမှာကြည့်ပါလားငထွားကခြေတလုံးမှာရှိတဲ့အမရွှတ်တစ်ခုကိုလှမ်းပြလိုက်တယ်တခြားမောင်ចောင်းသားတွေကလည်းရန်လိုကြီးအကြိုက်ခံထားရတဲ့ဒဏ်ရာတွေကိုပြသကြတယ် ဒီလောက်ဆိုးတယ်ခွေသိမှအေးမယ်မောင်ចောင်းသားတွေမှာတက်ခိုင်းတွေဒေါက်တာတွေနဲ့အိတ်ကြီးကိုဝိုင်းရိုက်ကြတယ်ခွေကြီးမှာအိတ်အတွင်းကနေပြီးတော့တအီအီနဲ့အော်ဟစ်နေတော့တယ်ခွေဆိုးကြီးကိုတက်ဖြတ်မဲ့အရှိမတော့ဘသူမှတနာမဲ့သူမရှိဘူးဒါပေမဲ့မောင်ဘိုးအောင်မှာတော့အရေးဖြစ်ကိုကြည့်ပြီးတော့တနာနေမိတယ်ဦးကြီးတို့ဒီခွေကိုလှုပ်ပေးလိုက်ပါတနာပါတယ်မောင်ဘိုးအောင်မင်းဘာဝင်ရှောက်တာလဲကွာဒီခွေရ လူသားတွေကိုကောင်းချုံမပြုတ်ရဲခွေးကြည့်ပါကွာတေသွားတာမှဖြစ်အေးပါအောင်ပဲကွာမောင်ဆောင်သားတွေကတာမြင့်ကြပြီမဲ့လေမောင်ဘိုးအောင်ကလက်မလျှော်ဘူးခွေးတက်ဖို့အတွက်လာတဲ့ဦးလေးကြီးတွေမှာနောက်ဆုံးမှာတော့မောင်ဘိုးအောင်နဲ့အပေးအရှူတခုလှုပ်လိုက်တယ်ဟုတ်ပြီငါတို့ဒီခွေးယူလှုပ်ပေးမယ်ဒါပေမဲ့မောင်ဆောင်သားကဒီခွေးယူစကားနဲ့သုံးခါခိုင်းရမယ်သုံးခါခိုင်းလို့မှခွေးရမောင်ဆောင်သားပြောတဲ့အတိုင်းလိုက်လှုပ်ရင်တော့ ဒီခွေးကိုမောင်ចောင်းသားအပိုင်ယူလိုက်ပါတော့တကယ်လို့ဒီခွေးရမောင်ចောင်းသားရဲ့စကားကိုနားမထောင်မင်းနဲ့ကြမ်းတမ်းနေမယ်ဆိုရင်ကျုပ်တို့ဒီခွေးကိုစီရင်ရလိမ့်မယ်မောင်ဘိုးအောင်လည်းသဘောတူလိုက်တယ်အဲ့ဒီလူချင်းနှစ်ယောက်ကအိတ်ကြီးကိုဖွင့်ပေးလိုက်တယ်အဲ့ဒီအခါခွေးကြီးရန်လိုကတကီးကီးအတန်းပြုတ်ပြီးရန်သူကိုတိုက်ခိုက်ဖို့အတွက်အိတ်ထဲကနေခုံထွက်လာတယ်မောင်ចောင်းသားတွေပင်ကြောက်လန့်တကြားနဲ့အနောက်ကိုဆုတ်လိုက်ရတယ် အဲ့ဒီအချိန်မှာဘူအောင်ကခွေးကြီးကိုကြိလိုက်ပြီးဟက်ကောင်ကြီးမဲသူများကိုရန်လိုခဲ့လို့မဲခုလိုဖြစ်တာကွလိမ္မာစမ်းပါကွာခွေးကြီးရန်လိုမှာမောင်ဘူအောင်ပြောလိုက်တာနဲ့ငြိမ်ကျသွားတယ်ကဲလာငါစီကိုလာခဲ့မောင်ဘူအောင်ပြောလိုက်တဲ့အခါခွေးကြီးမှာတဖြည်းဖြည်းနဲ့လှမ်းလျှောက်လာတယ်မောင်ဘူအောင်ကခွေးကြီးရဲ့ဥကောင်းကိုပုတ်တက်လိုက်ပြီးတော့မင်းနောက်ဆိုရင်မစိုးနဲ့တော့လူတွေကိုမကြိုက်နဲ့တော့ရမ်းမလို့နဲ့တော့ဟုတ်ပြီလား ခွေးစီမှာမဘိုးအောင်ရဲ့မျက်လုံးကိုစိုက်ကြည့်ပြီးတော့ကောင်းငိတ်ပြတယ်။အရေးအဖြစ်ကိုလူအလုံးကအံ့ဩစွာကြည့်နေကြတယ်။မဘိုးအောင်ကခွေးတက်ဖို့အတွက်လာတဲ့လူချင်းတွေကိုကြည့်လိုက်ပြီးတော့ကျုပ်စကားသုံးခွန်းစလုံးကိုခွေးရလိုက်လာတဲ့အတွက်ဦးကြီးတို့ဂရိစကားအတိုင်းဒီခွေးကိုကျုပ်ကိုပေးရမယ်။အဲဒီလူချင်းတွေကအလွန်ရှန်လိုလာတဲ့ခွေးကြီးကိုပုတ်သက်ကင်တွဲဆော့ကစားနေတဲ့မဘိုးအောင်ကိုကြည့်ပြီးတော့ကောင်းငိတ်လိုက်ကြတယ်။ အဲဒီနောက်အိတ်ကြီးကိုထမ်းပြီးပြန်သွားလီတော့တယ်။မောင်ဘိုးအောင်ကတော့ခွေးကြီးကိုကြည့်ပြီးမင်းနာမယားရန်လိုဖြစ်နေတဲ့အတွက်မင်းဟာရန်ထက်တွေများပြားနေရပဲ။အခုချိန်အားစပြီးမင်းနာမယားရန်လိုမဟုတ်တော့ဘူး။မင်းနာမယားကိုရန်အေးလိုပေးလိုက်ပြီ။မင်းလိမ်မာရမယ်ကွာ။ငါပြောတာနားထောင်ရမယ်။မောင်ကျောင်းသားတွေကိုရန်မပြုတ်အောင်နော်။ဟုတ်ပြီလား။ခွေးကြီးရန်အေးမှာအမေကိုတနန်းနန်းနဲ့လှောက်ခက်ပြနေတယ်။ အရေးချရာစပြီးခွေးကြီးရည်အေးမှာကျင်းနီကျောင်းတိုက်အတွင် နေထိုင်ဖြစ်သွားတယ်။မောင်ကျောင်းသားတွေကလည်းခွေးကြီးနဲ့ဆော့ကစားကြတယ်။တချိန်ကအလွန်ရန်လိုတက်တဲ့ခွေးကြီးမှာအခုအခါမောင်ကျောင်းသားတွေကအမျိုးမျိုးနောက်ပြောင်ဆော့ကစားကြတာကိုပဲသူတော်ကောင်းကြီးပမာတိခတ်နေလေးရှိတော်တယ်။နောက်တနေ့မနေ့ရောက်တဲ့အခါမှာတော့ကျောင်းဝင်းအတွင်ကိုမြင်းလဲတစီဝင်ရောက်လာတယ်။မြင်းလဲပေါ်ကအလူတကာမတယောက်ဆင်းလာပြီးကြေ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 း ပေါပေါဆုံးနဲ့မုံမျိုးစုံတို့ကို လာရောက်လှူဒန်းလေရှားစွန့်ခံထွက်တဲ့ပြက်ပန်းကြီးပြေလုနေပါဖြစ်တယ်။မောင်ဘိုးအောင်ပြောတဲ့စကားအတိုင်းဖြစ်လာခဲ့တာကြောင့်မောင်ချောင်းသားတွေမှာအံ့ဩကြတယ်။အရင်မုံတွေကိုစွန့်နာကက်ဦးစင်းတွေဖုံးပေးပြီးတဲ့အခါမောင်ချောင်းသားတတိုက်ဘိုင်ဝါအောင်အဝအပြည့်စားတော့ကြရတယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တာကတော့စာရေးသူအခဆော်ရေးသားတဲ့ပထမပူပူအောင်အပိုင်းလေး ကြောင်မြတ်ရှင်ဆိုတဲ့ဇလန်းလေးကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ရက်ဒီမှာလေစာရေးသူအခဆော်ရဲ့ပထမပူပူအောင် အပိုင်းဆက်ကလေးတွေကိုတင်ဆက်ပေးဦးမှာဖြစ်လို့ပရိသတ်ကြီးကကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့အသေးအသေးတွေတင်တဲ့အခါတိုင်း notify လေးတွေတက်လာစေဖို့အတွက်ဘေးနားက notify ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ကိုလည်းမမေ့ပါနဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။